အားလုံးမင်္ဂလာပါရှင်။စာရေးဆရာရန်အောင်မောင်မောင်ရေးသားတဲ့ပြန်ပေးမြစ်တာမလွမ်းသားဆိုတဲ့ဝိတုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အခန်း1ထောင်ဝင်စာတွေ့သူများ၏အတန်မှာစုညံလျက်ရှိသည်။တန်စကားတစ်ခုကိုဗဟုပြု၍အတွင်းမှတရက်ခန်15ရောက်နှင့်အပြင်းမှလာတွေ့သူ20ကျော်အစိတ်ခန့်တို့ပြောနေကြသည့်စကားတန်များမှာငစိမ့်တန်းတစ်မျှဖြစ်၏။သူတို့အချင်းချင်းသာလျှင် ပါဇက်လှုပ်တီကိုကြည့်ပြီးအနိုင်နိုင်နားဆင်ထောင်နေကြရတော့လေဘေးမှရက်ရွေနားထောင်နေသူအတွက်တော့ဘာတခုမှတဲခွေစွာကြားနိုင်သည်မဟုတ်ပေတဝောဝောမိသားကြီးသာလေစူညံလျက်ရှိ၏တကယ်တော့အုံနေရန်ကြီးကားစီး၍အဆက်ပြတ်ထားသောအပြင်လောကနှင့်အတွင်လောကကိုဒရင်ကဟန်အားဖြင့်ဆက်ဆက်ပေးလိုက်ခြင်းဖြစ်၏အချိန်အားဖြင့်ကြာမြင့်လှသည်ကမဟုတ်ပေ15မိနစ်ခန့်မြသာဖြစ်၏ထို15မိနစ်ခန့်အတွင် အမေကသားကိုကြည်ပြီးငိုသည်မယားကလင်းကိုကြည်ပြီးရှိုက်သည် အဖေကသားကိုကြည်ပြီးရင်ထုမနာဖြစ်နေရသည်စင်စစ်တော်အနှိဋ္ဌာယုံအတိသာတည်သူများကတွင်လက်ပံမင်းစရက်ကြသလိုခရားရည်လို့တွွတ်တွပြောနေကြပေမဲ့ကိုကျော်မင်းနဲ့မခင်အေးတို့နှစ်ဦးမှမူတယောက်မျက်နှာတယောက်ကြီးကတွေ့ဝေငေးမော့လျက်ရှိကြသည်စားထိုင်မိကြကလေးကတယောက်တစ်ခုစီသာပြောမိကြသည်ကိုကျော်မင်းနေကောင်းနေနော် อืมမခင်အေးကော နေကောင်းပါတယ်ထို့နောက်နှစ်ယောက်စလုံးပင်ပါဇက်တဲ့အာစည်းထည်ထားသလိုတိတ်ဆိတ်မြဲတိတ်ဆိတ်သွားပြန်သည်သူတို့နှစ်ဦးမှာအများသူငါလိုကြောစရာစကားမရှိလို့လေလားဒီလိုလဲအလင်းမဟုတ်ရပြီတပုံတပင်ကြီးရှိနေ၏တို့ပါရဲ့ယခုလိုတုံနိပါဝေစိတ်စိတ်နေကြခြင်းမှာပြောစရာစကားတွေညာလုံးအာကြီးနေခြင်းကြောင့်သာဖြစ်တည်ဟုသာဆိုရပေမည်နောက်တစ်ကြောင်းကလည်း တို့နှစ်ဦး၏ဘဝအကြောင်းတရားကအများသူငါလိုဖြစ်ရိုးဖြစ်စဉ်မဟုတ်ခဲ့ရပေ။ဒီတော့လေပြောကြမည့်စကားရံများက အများသူငါထက်စံပြနေပြန်သည်။တို့ဖြစ်ချင်းကြောင့်လေနှစ်ယောက်သားစကားမပြောနိုင်ကြပဲတယောက်မျက်နှာတယောက်မျက်တောင်ပင်မခတ်မိအောင်စူးစိုက်ကြည့်ကတွေ့ဝင်ငေးမောနေခြင်းဖြစ်၏။ပါဇက်ကသာအတန်ထွက်၍မပြောတော့လေမျက်လုံးချင်းတော့စကားပြောလျက်ရှိကြ၏။အသေးနှလုံးမှယဉ်ခုန်တဲ့သည် ရင်တွင်း၌အလေးလေးလိုက်တက်လာက အုံနောက်မှတဆင် မျက်လုံးသို့ရောက်လာ၏ထိုအခါတွင် မျက်လုံးဆုံမှမမြင်နိုင်စွမ်းသည့်အခိုးငွေများတလူလူထွက်လာလေသည်တကယ်တော့အသေးချင်းစကားပြောလျက်ရှိသည်သာသည်အခန်းနှင့်မဆိုင်သူတွေမကတ်ကြနဲ့ဟေနော်အကုန်လုံးအပေါက်ကလေးယူနေဖြစ်ပြီးပကိုးချောင်းထဲမှာငါးစာကျွေးပလိုက်မယ်တဒိန်နိုင်တဒိန်နိုင်နှင့်တန်ဆိုးပင်တရွာလုံး တနတ်တန်များဖုံးလွှမ်းသွားလေသည်တနတ်တန်များကြားမှကြောက်ရွံ့၍အော်ဟစ်ပြေးလွှားကြသည်မိမတန်များခွေးဟောင်တန်များကလည်းစူညံလျက်ရှိပေသည်လာမိုက်သောည10နာရီခန့်ရှိပြီဖြစ်၏လူဆိုးများလက်နှိတ်တံမီရောင်သည် ဟိုဘက်ကိုဝင်းကနေဒီဘက်ကိုလက်ကနေထိုးနေရကရွာကောင်းဥတအောင်အိမ်ဘက်သို့သွားကြသည်တန်ဆိုးပင်ရွာတရွာလုံးစားနိုင်တောက်နိုင်နေပူပူရှန်ရှန်ရှိသည်မှလည်း ဥတအောင်တို့တရင်သာလင်းရှိ။ကြံအိမ်များမှာဝမ်းစာအတွက်ပင် အနိုင်နိုင်ရုံးကန်နေကြရသည်လက်လုံလက်စားစည်ရသားတောင်သူများသာဖြစ်ပေသည်။တို့ဖြစ်၍တနက်တန်ကြားလိုက်ခရဲကဓမြသာဆိုလျင်ဥတအောင်အိမ်တိုင်းမီဓမြမှန် အတက်သိလိုက်ကြသည်။အများနဲ့ဤဥတအောင်တို့လင်မယားကလည်းသိသည်။တို့ဖြစ်၍နေဝင်ကြီးတရောချိန်မှသာအိမ်မှာအိတ်တလူလူအယောင်ပြပြီးညနေသည်နှင့် ရွာထဲရှိဟိုအိမ်ဒီရင်လှည့်၍အိမ်နေခဲ့ရာလက်နက်ကင်လူစု6ယောက်တို့မှအိမ်ကိုဝိုင်းမိပြီးမှဦးတအောင်တို့လင်မယာမရှိမှန်းတိကြရသည် အိမ်တွင်ဦးတအောင်၏သားကြီးဖြစ်သူ တုံးလှတမိငယ်မခင်အေးနှင့်အတော်ကြီးတဦးတို့သာရှိနေကြသည်လူစုများကလက်ဦးနေပြီးဖြစ်သဖြင့်ခုခံရန်လဲအခွင့်မသာထွက်ပြေးရန်လဲအချိန်မရတော့ဘဲအမိခံလိုက်ကြရသည်ရှေးဦးစွာ တုံးလကိုလက်ပြန်ကျိုးတုပ်ပြီးမျက်နှာကိုအဝတ်စီးထားလိုက်ကြသည်အမျိုးသမီးနှစ်ဦးကို အမောက်ခိုင်းကအတွင်ပစ္စည်းများကိုလှန်လောရှာဖွေကြသည်ဘာတစ်ခုမှ ရှာမရသောအခါတုံးလကို ရိုက်နှက်ညှဉ်းပန်းကြပြန်၏တုံးလကတော့တက်လို့လဲတက်ပါပစ္စည်းများကတော့မိဘများယူ၍ရှောင်းတိန်နေပြီဖြစ်ကြောင်းအမှန်တိုင်းပြောပြသောအခါတွင် လူโซများသည်ရမ်းပုံမိကြဒေါပွာလေးတော့သည် ရသမျှယူကွာဟိုကောင်မလေးနှကောင်ချုပ်ခိုင်းဟိလူစိုးတူဦးကအကြံပေးလိုက်ရာနောက်တူဦးကဖြည့်ဆွဲလိုက်၏နှကောင်တည်ရလောက်မလုပ်ဖို့လဲကွာဒီအဖိုးကြီးရွှေအစိတ်သားလောက်တောင်ချမ်းသာနေရပဲဒီကောင်မလေးပြန်မေးဆွဲခဲ့ရင်လိုက်ရွေးမှာပေါ့ဒုရိယလူဤအဆိုကိုလူစိုးကောင်ဆောင်ကသဘောကျသွားဟန်တူ၏ဟုတ်တယ်ဒီကောင်မလေးခေါ်ခဲ့ကြချိန်မရှိဘူးသွားမယ်ကျွန်တော်နှမလေးတော့မခေါ်ကြပါနဲ့ဗျာကျွန်တော်ခေါ်ခြင်းခေါ်သွားကြပါ လူစိုးများတိုင်မဲ့နေတန်ကြား၍တုံးလကဝင်၍အတနာခံလိုက်သည်မလိုချင်မှုဟဲ့ကောင်မလေးသာဆွဲခေါ်ခဲ့ကြပြီတော့နောက်ဆုံးတော့မက်ခင်အေးမမူလူစိုးများလက်တွင်ရုံးကန်ရင်းနှင့်ငူယိုကပါသွားခဲ့ရသည်အတော်ဖြစ်သူကလိုက်၍ဆွဲရတွင် လူစိုးတဦးကတနက်နေ့ဆောင်ခဲ့သဖြင့်ခွေလဲနေခဲ့ရ၏လူစိုးများကရွာထွက်တွင်អော်သွားလိုက်သည်အရှောင်ကောင်းတဲ့ဖိုးတောင်ကိုပြောလိုက်ကြဟဲ့ ရွှေစိတ်သားနဲ့ငွေ9000မပိုင်တမီးအလောင်းကိုလိုက်ောက်လဲလို့လူစိုးများထွက်သွားပြီးနောက်တမီးလေးပါသားကြောင့်သိရတော့ဥတောင်တို့လင်မယားမှာခေါင်းပြီးတောက်နေကြတော့သည် လူစိုးများတောင်းသလောက်လဲဥတောင်တို့လင်မယားမှာ ချမ်းသာလာသည်မဟုတ်ပေအချို့ကလည်းရှိသမျှပစ္စည်းကလေးငွေကလေးနေပင်လိုက်၍ရွေးရန်အကြံပေး၏အချို့ကလည်းထတော်ကြီးရဲဌာနသွား၍တိုင်တန်းရန်ပြော၏ဥတောင်၏စိတ်ထဲတွင်တော့ ရဲကိုသာတိုင်ခြင်း၏သို့သောဇနီးဖြစ်သူမတ်ရွှေမှန်ကငိုကြီးချက်မှဖြင့်လိုက်ရွေးရန်နဘူနဇာလုံနေသောအခါတွင်အဖေါ်နှစ်ဦးခေါ်၍လိုက်ရတော်သည်သို့သောလူစိုးများနှင့်ဥတအောင်တို့မှအပေးอยู่မတည့်ခဲ့ကြပေလူစိုးများက ရွှေစိတ်သားနှင့်ငွေ9000တောင်ပါမှ ကျွန်းမင်းကြီးစခန်းသို့လာရောက်ရွေးယူရန် တင်းခံနေရာဥတအောင်မှာလက်မိုက်ချ၍ပြန်လာခဲ့သည်ပြီးမှပင် ဖြစ်လို့ရာဖြစ်စေတော့ဟု တဘောပိုက်ကနှမိုင်ခန့်ဝေးသည်ထတော်ကြီးရဲဌာနသို့တွား၍တိုင်ကြားကြရသည် အခန်းသုံးလူโซကောင်းဆောင်ဖြစ်သူဥဖိုးမိန်မှာရာဇဝင်လူโซတူဦးပင်ဖြစ်တော်လဲအလွန်စည်းကမ်းကြည့်သူဖြစ်၏အထူးသဖြင့်လူရက်တိုက်ခတ်ရာတွင် လူမတတ်မိဟောင်းနှင့်မိမ့်မောက်မှုများကျူးလွန်မိခြင်းမရှိရလေအောင်မိမိကိုယ်တိုင်လဲစောင့်ထိန်သည် တပည့်များကိုလည်းစောင့်ထိန်စေရန်ကြံ့မှတ်သည် ကျုံးမင်းကြီးစခန်းသို့ မက်ခင်အေးကိုပြန်ပြီးဆွေးရတွင်လည်းအလားတူပင်တပည့်များကိုတမ္မဏိစည်းမျဉ်းများထုတ်ထားခဲ့သည်တဲကလေးတစ်လုံးတီးတန့်ထိုးကမက်ခင်အေးကိုနှီးစေပြီးမြည်သူမှအနာကခွင့်မပေးခဲ့ပြီဒီကြားထဲကတပည့်တဦးဖြစ်သူချစ်တီးဤပြောစကားကို ကြားလိုက်ရသောအခါဥဖိုးမိန်မှာအတော်ကလေးစဉ်းစားရကြက်သွားသည်ဦးလေးမိန်ကောင်းမလေးကြည့်ရတာတိတ်ပြီးအကဲမရဘူးဗျဟေးဘာဖြစ်လို့လဲကွာချစ်တီးရ တမျိုးပဲဗျသမင်းလည်းမစားဘူးအော့တာအန်တာလည်းတွေ့တယ်မေးတော့လဲငုံငုံနေတာပဲကျွန်တော်တော့မယိုးဘူးထင်တာပဲဟေးဟုတ်လားဒါဖြစ်ဘသူလက်ချက်များပါလေကွာမဟုတ်ကမှလွဲရောကျွန်တော်စိတ်ထဲတော့ဖိုးကြော်မင်းလက်ချက်ထင်တာပဲကျွန်တော်တို့ထဲမှာရုပ်ကလေးတန်းတန်းနဲ့ကောင်မလေးအကက်ခံမဲ့သူဆိုလို့ဒီကောင်တယောက်ပဲရှိတယ်အေးဟုတ်တယ်ဖြစ်နိုင်တယ်ဒီခွေးကောင်ခေါ်လိုက်စမ်းသူတို့တွေထင်ပြီဆိုရင်လည်းထင်စရာပင်ဖြစ်၏ ကျော်မင်းမှာယခုမှအသက်20ကျော်ရှိသေး၍မက်ခင်အေးနှင့်ရွယ်တူလောက်ဖြစ်သည်ရုပ်ကလေးကလည်းတနာကမှဖြစ်ထို့အပြင်ကျော်မင်းမှာပထမဆုံးအချိန်ပွဲတိုးမှုသေးသူဖြစ်သည်တို့ဖြစ်၍တစ္ဆာဖောက်ခြင်းဖောက်လင်ကျော်မင်းသာဖောက်ရမည်ဟုတွက်ဆထားကြသည်ကျော်မင်းရောက်လာသောအခါဥဖိုးမင်းကဒေရိုးကြီးပင်မေးချလိုက်သည်ဟဲ့ကောင်းလေးငါမမှန်ပြောစမ်း မင်းဟိုကောင်မလေးနဲ့လက်ပေါ်နေရင်းနေတယ်မို့လားကျော်မင်းကအကြောက်ကန်ညင်းရှာသည်ဟာဗျာဘိုင်းမေရလဲဖះပေပေကြမ်းပေပေပါကျွန်တော်ဒီလိုစိတ်ယုံမှမငွေးပါဘူးမန္နာကိုပြောရရင် ကျွန်တော်တနာမိတာတော့အမှန်ပါပဲဒါပေမဲ့ဘာကြီးမင်းပြောထားပြီးကလေးကကျွန်တော်အနာတော်မကပ်ပါဘူးဟုတ်တော့လဲဟုတ်သည်ကျော်မင်းကိုကြည့်ရသည်မှာတစ်ချက်ကလေးမျက်နှာမပြတ်ပေတို့ဖြစ်၍ဥဖိုးမိန်မှာအတွေ့ရချက်သွားကမက္ခင်အေးထံသွား၍ ြောင်းဖွင့်မေးတော့သည်မခင်အေးကလည်းကျော်မင်းနှင့်မိမိတို့ညီစွန်ချင်းအလင်းမရှိကြောင်းဘူးခံ၍ညင်းသည်အချိန်နေပြက်သည့်အကြောင်းကို မေးမြန်းရရမူမျက်ရည်များသာတပြောပြောတော်နေပြီးဘာတခုမှ မေးမရခဲ့ပြီချော်မေးလို့လည်းမရချောင်မေးလို့လည်းအကြောင်းမထူတော်သောအခါတွင်ဥဖိုးမိန်မှခေါင်းကုပ်၍ပြန်လာခဲ့ရသည်တစားတစားနှင့်မခင်အေးကိုပြန်မေးဆွဲခဲ့သည်မှာတလာခွဲခံကြခဲ့သည်ဥဖိုးမိန်လွှတ်ထားသော အထောက်တော်ထမ်းမှလည်းဘာမှသတင်းမထူသေးပြီဒီကြားထဲကဥဖို့မင်းတို့စရဲချနေသည့်နေရာတဝိုက်တွင်တောင်းကျန်းသူများကလည်းကြက်စားလျက်ရှိရာတက်မတော်နှင့်ရဲများထိုးစစ်စင်ကတိုက်ခိုက်လျက်ရှိကြောင်းကြားသိရပြန်သည်တို့ဖြစ်၍ဥဖို့မင်းကနေရာပြောင်းရလင်ကောင်းလီမလားဟုစဉ်းစားနေမိသည်အခန်းလေးကြည်စမ်းမခင်ဒါမှလောက်တာလဲလှစမ်းပါရှင်ရှင်နဲ့ပါဆိုင်လို့လဲ ကျော်မင်းကမလွတ်ပေမခင်အေးကြီးလက်မောင်းနှစ်ဖက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကမ်းပြီးကြောက်ကမ်းမမလွတ်ရသူဇူဆွဲခေါ်လာခဲ့သည် မခင်အေးမှာရုံရင်ကန်ရင်နှစ်ပင်ကျော်မင်းဆွဲခေါ်ရာနောက်သို့ပါလာခဲ့ရသည်စမ်းကြောင်းမှရေစည်းတန်သည် တလွင်လွင်ကြံရစ်ခဲ့၏ကျော်မင်းကမခင်အေးကိုစောစောကလေးကအကဲမရသဖြင့်မလန်းမကန်းမှတပင်တပင်ကိုကွဲကချောင်းမြောင်းနေခဲ့ခြင်းဖြစ်သည် မခင်အေးသည် တစုံတစ်ခုကို စိတ်ဆုံးဖြတ်ထားသည် အမူအရာဖြင့်ကြောက်ကမ်းမသို့တရွေ့ရွေ့တိုးသွားခဲ့သည်မကေအေးကရှေးသို့အာယုံဆူးဆိုင်နေစဉ်ကျော်မင်းနောက်ကလိုက်လာသည်ကိုမသိလိုက်ပေမကေအေးကကြောက်ကမ်းမမအောက်သို့ခုန်ချရန်အားယူလိုက်စဉ်ကျော်မင်းကမကေအေး၏လက်နက်ဖက်ကိုစုပ်ကန်ထားလိုက်ခြင်းပင်ဖြစ်၏ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲမကေအေးရဲ့မကေအေးကဘာမှပြန်မပြောနိုင်တော့ပဲတရှုံရှုံသားလဲ ရှက်၍ငိုနေမိလေသည်ကျော်မင်းကမေးလို့မကမေးတော့မှပင်မပွင့်တပွင့်တလုံးချင်းပြန်ပြောသည်ကျမတီမအေးမပါရှင်ဘာဖြစ်လို့လဲကိုကျော်မင်းမသိရဘူးလားကိုကျော်မင်းတက်နိုင်ရင်ကူညီပေးရစီရှင်သိလို့လဲဘာမှတက်နိုင်မှာမဟုတ်ပါဘူးရှင်ကျမကုသူကောကဆိုးပါတယ်ဒီလိုလဲဘယ်ဟုတ်မလဲမခင်အေးရဲ့ဘာမှမတက်နိုင်ဘူးဆိုတာကမခင်အမြင်ကိုအကျိုးကြောင့်သာပြောပြရင် တနည်းမဟုတ်တနည်းနဲ့ကိုကျော်မင်းကူညီနိုင်မှာပေါ့ကျော်မင်းကပြောလို့မက ပြောတော့လေမခင်အေးဤစိတ်ထဲတွင်ယုံကြည်လာမိ၏အားကိုးကျင်လာ၏တို့ဖြစ်၍မျက်ရည်များတဖြောဖြောကြာစင်းလျက်ကရှက်ရှက်နဲ့ပင်ဖွင့်ပြောမိသည်ကျမမအခုကိုဝန်ရှိနေပြီဟုတ်လားအဲ့ဒါဘသူစော်ကားတာလဲဟင်ဘာကြီးမင်းကကိုကျော်မင်းကိုမတင်ငါလို့ခေါ်မိသေးတယ်ကျမကိုလည်းမေးပါတယ် ျမကကိုကျော်မင်းမဟုတ်ရပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါဖြစ်ရင်ကျော်မင်းဤစကားမဆုံးမီမခင်အေးကဥကောင်းကိုဖြင်းညင်းစွာခိုင်းရမ်းလိုက်သည်။အမှန်ကရှင်တို့နဲ့လုံးလုံးမဆိုင်ပါဘူး။ကျမဘာသာကျမမိုက်ခင်မိတဲ့အဖြစ်ပါ။မခင်အေးကရှင်းပြပြန်တော့လေ။သူမအဖြစ်ကရင်နာစရာဖြစ်၏။တချိန်ကစဘာပွဲစားကြော်တောင်းဆိုလေ။တစိုးပင်နေတော့ဝိုင်းမတိသူရှာမှရှာ၏။ ခေပညာလေးမတောက်တကောက်တထားက လူရည်လေသည်ရုပ်ကလေးကလည်းတနာရုပ်ပတ်နေရှိုးကြကြဝစ်စားဆင်ရင်တက်ရာကြေးလက်တော်ရောင်မှအမျိုးသမီးများတွင်မိမိတို့ရောင်မှလူပြိုးပေါင်းများနေအကွာကြီးကွာကကြော်တောင်းဆိုလေအကြကြီးကြတတ်ကြပေသည်ဇဘာပွဲစားခေကုံခဲ့ပြီဖြစ်တော်လေကြော်တောင်းဤခေကမကုံတတ်သေးပြီဒေါ်လန်ဤအစိုးရကလေသမားများအလုသမားများကိုမြောက်စား၍ အခွင့်အရေးများပေးရတွင်ကြော်တောင်းသည်လဲကွက်ထဲခြေတစ်ချက်မချပါဘဲနှင့်လဲမင်းသားအဖြစ်ပါဝင်လာ၏အလौတမားမင်းသားဖြစ်လာ၏ကြော်တောင်းမှာအစိုးရယုံအတီးသည်တွင်လည်းပေါရောက်သူဖြစ်ရာမတိနားမလဲသည်ရိုးသားလာသော တောင်သူလဲသမားများမှာကြော်တောင်းကိုပင် ရှေးတန်းတင်ကဆရာတစုအဖြစ် ကိုးကွယ်မိခဲ့ကြသည်ကြော်တောင်းကလည်းဒါကိုပင်ခွင်ကောင်းอยู่ကတော့ပွဲစား နှက်တက်မကြွေနိုင်သေးပဲဆက်လက်၍ဇင်ရည်နေခဲ့ခြင်းဖြစ်၏တနေ့တွင်မခင်အေးမှာမိဘများမရှိကင်ကြော်တောင်း၏အနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်အဆက်ကြီးလာသောမခင်အေးတို့မိဘများကိုဖွင့်၍တိုင်ရန်လဲဘလို့လုံးမှပြော၍မထွက်ပေမခင်အေးကဲ့သို့အဆက်နှင့်အကြောင်းဖုံးလွှမ်းထားသဖြင့်မပေါ်ပေါက်ခဲ့ရသောမရိမှုများလည်းဤလောကတွင်နေလာမည်မဟုတ်ပေကြော်တောင်းကတော့မခင်အေးကို အတီယူပါမည်ဟုပြောထား၏မခင်အေးကလည်းမိဘများကိုဖွင့်ပြောရန်သာမကြာခဏနှိုးဆော်နေသည်တကယ်တော့မယုံတဝက်ယုံတဝက်သာလေဖြစ်၏ကြော်တောင်း၏မကောင်းတဲ့ရင်ကလည်းမိမိနားနဲ့မဆက်အောင်ကြားခဲ့ဘူးပြီဖြစ်သည်အဲ့ဒီလိုအခြေအနေမျိုးတွေမှာမခင်အေးမှာပြန်မေးဆွဲရတော့ပါလာခဲ့ရခြင်းဖြစ်၏ယခုတော့ကြော်တောင်း၏အမွေဆိုးကမိမိ၏ရင်တွင်၌တရေတီနေသည်ကို တိရတော့ခါမခင်အေးမှာကြံရမရတော့ပဲကြောက်ကမ်းမမစံညာအတွင်းခုံစင်းတက်တည်ရန်ကြံခဲ့မိခြင်းဖြစ်ပေသည်မခင်အေးသည်မိမိဘဝအဖြစ်မှန်များကို ဖွေး၍ပြောပြသည်နှင့်ခေါင်းမေမဖော်ရဲတော့ပဲကိုကလေးတသိမ့်သိမ့်ခါရမ်းသွားသည်ထိအာရပါရငိုကြွေးနေမိသည်ကြော်မင်းမှလည်းမခင်အေး၏အဖြစ်တွေကိုကြားနာရပြီးရင်ထဲမှလှိုက်လဲစွာခံစားနေရသည် နာကြီးနေရသည် တစ်ဆက်တည်းလိုလိုပင်မိမိဘဝကိုပြန်၍စဉ်းစားကြည့်မိသည်ကျော်မဲမှာထထောကြီးရွာဇာတိဖြစ်၍ဥဖိုးမိန်တို့ကဲ့သို့ရာဇဝင်လူဆိုးမဟုတ်ရပေမိဘများပေးစားသောမိမကိုမယူလိုသဖြင့်စိတ်ဆိုးပြီးဇီးတော်ရွာဘက်သို့ထွက်လာခဲ့ရာကဥဖိုးမိန်တို့အဖွဲနှင့်တွေ့ပြီးပထမဦးဆုံးအကျဉ်ဒုစရပြစ်မှုကိုကျူးလွန်မိခဲ့ခြင်းဖြစ်၏ကျော်မင်းသည် ဆုံးဖြတ်ချက်တစ်ခုကိုရည်ရည်ပြတ်ချမှတ်ကာ အတန်ခတ်မှမားနဲ့ပြောလိုက်သည်။ကဲဒါဖြင့်ဒီလိုလို့ဒီနေ့ညသကောင်းကြောင်းရင်မခင်အေးမအိတ်နေတော့ကိုကျော်မင်းအခြေအနေကိုကြည့်ပြီးလက်တဲ့အချိန်မှာလာခေါ်မယ်ထွက်ပြေးကြရအောင်ဖြစ်ပါမလားကိုကျော်မင်းရယ်။အိုးဘာဖြစ်လို့မဖြစ်ရမလဲ။မခင်အေးမှာရှည်ရည်တွင် အကြံအိုက်နေပြန်သည်။ဖေဟိုပြေးမှလဲ။ကိုကျော်မင်းတစိုးပင်ရွာနာထီလိုက်ပို့ပေးမယ်လေ။ဟိုကြတော့ ကျော်တောင်းကိုအကျိုးချောင်းပြောပြပြီးယူလိုက်ကြပေါ့မခင်အေးကမျက်ရည်စာမချောက်တချောင်းနဲ့ကျော်မင်းကိုမော့ကြည့်ပြီးပြောလိုက်သည်ကိုကျော်မင်းပြောတော့လွယ်လိုက်တာ ကျမတော်ရဲရောက်နေတာတလာခွဲနှစ်လရှိနေပြီပဲဟိုကသူ့ကိုဝင်มาပြောတော့ယုံမနဲ့လားနောက်ပြီး သူ့ကိုနိုင်ကလူရှုပ်လူပွေပါကျမတော့မထင်ပါဘူးဟေးဒီလိုလားကျော်မင်းမှာဟေဟုတာတလုံးနဲ့អော်နိုင်ပြီးမျက်လုံးပြူးသွားတော့သည် ခုမတော့မထူတော့ပြီပိုမယ်ပိုဂရုတိရအောင်ပိုရင်သာအကြောင်းရှိတော့၏ကဲဒါလို့ဆိုရင်လည်းမထူတော့ပါဘူးကိုကျော်မင်းမဲ့အဆအဆုံးအနေနာခံမာတော့မယ်ဒီနေ့ညသာကိုကျော်မင်းပြောထားတဲ့အတိုင်းမက်ခေအေးမှာကိုကျော်မင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရသည်ပြီးမှမပွင့်တပွင့်တလုံးချင်းပြောလိုက်မိသည်ဖြစ်ပါမလားကိုကျော်မင်းရေရှင်ကကျမကိုတကယ်ဟော မေးမနေနဲ့တော့မခင်အေးချစ်တယ်ချစ်တယ်ကျွန်တော်မခင်အေးကိုတကယ်ချစ်ပါတယ်ဒီလိုနေရာမျိုးမှာမှ မချစ်တယ်မကျင်တာတည်းရင်ကိုကျော်မင်းလူမဟုတ်တော့နွားပဲနွားနွားထုံညာကကျော်မင်းရဲ့အစီအစဉ်တိုင်းအဆောင်များအလစ်တွေကျော်မင်းကြီးစခန်းမှာ ထွက်ပြေးခဲ့ကြသည်လမ်းတွင်တက်မတော်နှင့်ရဲတပ်ဖွဲ့တိုက်ကင်းတို့ကိုတွေ့ရသဖြင့်အကျိုးအကြောင်းရှင်းပြပြီးကျော်မင်းကြီးစခန်းကို လမ်းပြပေးခဲ့သည်လူโซကောင်းဆောင်ဥဖိုးမိန်က ခုခံသဖြင့်အသေးဖမ်းဆီးပြီးကြံလူများလက်ရမိခဲ့၏ဇက်ပေါင်းလိုက်သောအခါကျော်မင်းနှင့်မခင်အေရိုး၏မိဘများမှလည်းရင်းချသောမိဟောင်းဆွေဟောင်းများဖြစ်နေကြ၏စမ်းကြဲလှသောသူတို့သားနှင့်သမီးတို့၏ဖူးစာရေးအတွက်ပင်အံ့ဩမိသည်နှင့်အမျှနှစ်ဦးနှောဝအကျဉ်နဲ့ကြီးချိန်နဲ့နေမိကြ၏ကိုဝန်းနာကိုသာသိကြသောကျော်မင်းနှင့်မခင်အေရိုးနှစ်ဦးကမူတဦးကအချုပ်ခန်းတွင်ဝင်၍တဦးက အင်းတို့လွလွကျွကျပြန်ခဲ့ရသည့်တိုင်တောင်မတင်ရေမကြမိမိတို့၏ဘဝရှိရေးအတွက်ဘလို့မှတွေး၍မရနိုင်ကြသေးပေအမှုကို တရားရုံးတင်စစ်ဆေးရတွင်ကျော်မင်းက ဖြောင်းချက်ပေးတရက်ခန့်ဖြင့်ထောင်ဒဏ်နှစ်နှစ်ခံရ၍ကြံတရက်ခန့်များက၅နှစ်စီအပြစ်ပေးခံခဲ့ရသည်အခန်းကထောင်ဝင်စားပြပေးနေသောထောင်မူဦးကောင်းညွန့်ကလက်မနာရီကိုကြည့်ပြီးမျက်စာပြက်လိုက်ရာ ခေါင်းလောင်းကင်ထားသော ထောင်ချက်တဦးကအချိန်ရှိပြီဖြစ်ကြောင်းအချက်ပေးလိုက်ခြင်းဖြစ်၏။ထိုအခါကျမှပင်ကျော်မင်းနှင့်မခင်အေးတို့လည်းစကားပြောရန်တတိရတော်သည်။ကျော်မင်းသည်မခင်အေး၏ဝေးဖွားလူဆဲဆဲကိုဝင်ကိုကြည့်ကာဟင်းငနဲ့တပြင်းတစ်ချက်ချလိုက်သည်။အချိန်တော်ဆိတ်သွားပြီ။မခင်အေးပြန်တော့လေ။ဟုတ်ကဲ့ကိုကျော်မင်းကောင်းကောင်းနေနော်။ကျမကိုကျော်မင်းလွတ်လာမယ့်နေ့ကိုလက်ချိုးပြီးတစ္ဆာရှိရှိစောင့်နေပါမယ်။အေးပါကွယ်စိတ်ချပါ။ လာမဲ့တနင်္ဂနွေနေ့ဆိုရင်ကိုကျော်မင်းတောင်ငူထောင်ကိုပြောင်းရလိမ့်မယ်။အဲ့ဒီမှာကောင်းကောင်းနေရင်လမ်းဖောက်နေတဲ့ရဲဘက်ဖြစ်နေပလဲခံကောင်းကိုလိုက်ရမှာပဲ။ထောင်နှစ်နှစ်ကြာတာဆိုတော့အများဆုံးနေရာမှာ တနှစ်နဲ့လေးလလောက်ပါ။ဒီကြားထဲမှာရဲဘက်ဘဝနဲ့အင်ကိုခွင့်ယူပြီးပြန်လာရင်ရပါသေးတယ်။ကျမအတွက်ကတော့စိတ်ချပါကိုကျော်မင်းရဲ့ကိုကျော်မင်းကျေးဇူးတွေဟာကျမတသက်မှာဆက်လို့မကုန်နိုင်တော့ပါဘူး။ကျမတော်မယ်နော်ကိုကျော်မင်း။မခင်အေးဒီ တန်စကားပြင်ပန်းမှနေ၍ကျုံကျုံကလေးထိုင်ကဝိပြုနေချသည်စိတ်သက်ခိုင်မာသောကြောမင်းမင်းမျက်ရည်များရွေးဝဲလာ၏ဝမ်းသာ၍လဲလာသောမျက်ရည်နှင့်တူရင်ထဲမှလည်းအလှကြီးတန်းကြီးတစ်ခုပြုလဲရပြီတကဲ့သို့ကြည်နူးနှစ်သိမ့်နေမိသည်ကိုကျော်မင်းစားဖို့ငဖောင်းမငပိကောင်ကျော်နဲ့ငပိချက်လည်းယူခဲ့သေးတယ်တရင်ကြီးလည်းနည်းနည်းပါတယ်နောက်ပြီလေအဖေကကိုကျော်မင်းအတွက်ငွေတရာလည်းပေးလိုက်သေးတယ် ထောင်မှုစီမှအခက်မယ်နော်။ကျော်မင်းဒီမျက်ရည်များပါပြင်ပေါ်စီးဆင်းလာရကအတန်ထွက်၍မပြောနိုင်တော့ပဲဦးကောင်းကသာတစက်စက်ညှိနေချသည်။မခင်အေးသည်ကျော်မင်းကိုနောက်ဆုံးအနေနဲ့အားရအောင်တစ်ချက်ကြည့်ပြီးနောက်အခြားထောင်ဝင်စားတွေ့သူများနဲ့တူ တကယ်မကြီးမှထွက်သွားသည်။အခိုက်အတန့်အားဖြင့်ဆက်ဆက်နေခဲ့သော အပြင်လောကနှင့်အတွင်လောကသည်လည်းအဆက်ပြတ်ခဲ့ရပြီဖြစ်၏။ထောင်တကမာကြီး ဂျင်းငနဲ့ပိတ်လိုက်သည့်ဤသူမက်ခင်အေးနှင့်ကျော်မင်းတို့၏ရင်များမှလည်းတဒိန်းနှင်းခုံလျက်ရှိသည်သာသည်။နာဆင်ပေးသူအလုံးကိုဂျေဇူးထူးပဲတင်ရှိပါရဲ့ရှင်။